်္ဂလာပါဒီနေ့မှာမျှဝေပေးနေတာကတော့ Redmi ဖုန်းတွေမှာ band software တွေကို install လုပ်ပြီးတော့ဖုန်းထဲကိုထည့်ထားမိမယ်ဆိုလို့ရှိရင်ဖုန်းထဲကရေးကြီးတဲ့ဆိုင်ရဆာတန်းနေနဲ့ band ထဲကပတ်စံတွေကိုထပ်ပြီးတော့ယူသွားနိုင်ပါတယ်ဒါကြောင့်မို့ Redmi ဖုန်းတွေမှာ band software တွေ install လုပ်ပြီးတော့ထည့်ထားခြင်းရှိလားမရှိလားဆိုတာကိုတွားရောက်စစ်ဆေးလို့ရမယ့်ဒီလေးကိုမျှဝေပေးမှာဖြစ်ပါတယ် ီနည်းပညာလေးကို စတင်ဖို့အတွက်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ဆက်သွားပုံနဲ့စတင်တဲ့ကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါစတင်တဲ့ကိုဝင်ပြီးွားပြီဆိုလို့ရှိရင်တော့ဗိုင်းရပ်စ်ဆော့ဝဲတွေထည့်သွင်းနိုင်ခြင်းရှိမရှိကိုကျွန်တော်အရင်ဆုံးသွားပြီးတော့စစ်ဆေးကြည့်မယ်ဗိုင်းရပ်ဆော့ဝဲတွေထည့်တာလားမထည့်တာလားဆိုတာကိုကျွန်တော်တို့စစ်ဆေးဖို့အတွက် security and privacy ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ အဲပြီးရင်တော့ကျွန်တော်ဒီနေရာမှာဒီလိုမျိုးပေါ့နော် device is at red ဒီလိုမျိုးစာတန်ပြနေပြီဆိုလို့ရှိရင်တော့ message တွေဖုန်းထဲကို bad software install လုပ်ပြီးတော့ထည့်ထားတယ်ဆိုတာကိုဒီနေရာမှာ ပြပေးနေတာဖြစ်ပါတယ်ကျွန်တော်ပြီးရင်တော့ဒီအောက်နာကိုကျွန်တော်တစ်ချက်ကြည့်မယ် have a disable by play product ပေါ့နော်အဲကျွန်တော်ရဲ့ဖုန်းထဲကို harmful software တွေပေါ့နော်ဒီ virus software တွေကိုထည့်ထားတယ်ဆိုတာကို play product ကနေပြီးတော့ကျွန်တော်တို့ကိုဒီနေရာမှာ ပြပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအောက်နာက more option ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တစ်ချက်ကြည့်ရအောင်အဲ more option ကိုကျွန်တော်နှိပ်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ phone ထဲကိုထည့်ထားတဲ့ harmful software ပေါ့နော်အဲ virus software က ပါဆော့ဝဲလဲဆိုတာကိုဒီနေရာမှာသူကပြပေးထားပါတယ်အခုကျွန်တော်တို့ထည့်ထားမိတဲ့ဆော့ဝဲကတော့တက်ကောက်ဆိုတဲ့ဆော့ဝဲလေးပဲဖြစ်ပါတယ်ဒီဗိုင်းရပ်ဆော့ဝဲကိုကျွန်တော်တို့ကဖုန်းထဲမှာဆက်ပြီးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကအရေးကြီးတဲ့စာရွက်စာတမ်းလေးဘန်အချက်လက်တွေနဲ့ဖုန်းထဲကငွေတွေကိုလည်းထပ်ပြီးတော့ထုတ်ယူသွားနိုင်ပါတယ်။ဒါကြောင့်မို့ဒီ software ကိုကျွန်တော်တို့ရှင်းပြရမှာဖြစ်ပါတယ်။ ဒီ software ကိုရှင်းပြမယ်ဆိုလို့ရှိရင်တော့ဒီ owner က uninstall ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဆော့ဆော့ကအဲအနီးရောင်တက်ကြီးကနေပြနေတဲ့အဲအမှတ်သားကနေပြီးတော့ကျွန်တော်တို့အခုလိုမျိုးပေါ့နော်အစိမ်းရောင်နဲ့အမှန်ကြီးလေးသူကပြပေးနေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်ကိုလုံခြုံစိတ်ချစွာနဲ့ကျွန်တော်တို့အသုံးပြုလို့ရပြီဖြစ်ပါတယ် ခုကျွန်တော်ပြပြခဲ့တဲ့ဖုန်းကတော့ Rambi A3 ဖုန်းနဲ့ကျွန်တော်ပြပေးတာဖြစ်ပါတယ်။နောက်ကလည်းနေပညာသစ်လေးတွေကိုမျှဝေပေးဖို့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။